ခုပြည့်သက်ပြီလေမျိုးစုံလာကြတာဗျာကိုရလေးမမွေးငါဟင်းကိုရေထိုးထားတယ်မကောင်းဘူးဘယ်စားဘာလို့ပြည့်မျိုးစုံတွေလာကြတာပဲဒါပေမဲ့အကိုကသူ့ဆိုင်မပြောရက်ဘူးဆိုတာကဩကြောက်နေတယောက်ကရေရှည်မှာအလုံးလုံးမြုပ်ကြသေးတယ်သူနဲ့လည်းမတွေ့ရသေးတော့ကာကန်ရှက်သူလေဟာအစ်စိမ်ဆိုင်တဆိုင်ကိုသူတို့ရောင်းနေတာကြာကြာတယ်။ဩရတယ်အဲ့တော့သူတို့ကျွန်တော်လှမ်းမိလိုက်အကိုကတည်းပုတ်ပါဦးတဲ့ကျွန်တော်တို့ကတည်းကျွန်တော်တို့ဘိန်းမဝင်ကားလေးရောင်းတာပါတဲ့။ဆိုတော့ အေးအေးမနက်ပိုင်းကိုကြီးတို့ကနေကမဲ့ရောက်လာဆိုတော့အိုက်ကနေဆိုင်ခွန့်လွန်လိုက်တာရန်ငင်းဆိုင်ကိုလည်းသူပေးစရာအကြောင်းမရှိဘူးသူပိုင်ခွင့်ပေးလိုက်ပြီဆိုရင် तू ကအကိုနောက်ပိုင်းကြရင်အကိုကတရားတပောင်ရင်ဆိုင်ရင်တော့မှလူပိုင်ခွင့်ဒါပေးထားလို့ဒီလိုလုပ်တယ်ဆိုတဲ့ပုံစံမျိုးနဲ့အကိုက तू तू ကအကိုကသူ့တက်ခွင့်နဲ့ဆွဲထည့်တယ်အဲ့တော့ဟာဟုတ်ပြီအကိုကအဲ့လောက်ကြီးကြီးကျယ်တယ်မလို့ तू မထင်ဘူးလေအဲ့တော့ဒီလိုစိတ်နောက်တစ်ချိန်မှာလုပ်ပိုင်ခွင့်ရှိတဲ့သူကအကိုသူ့ကိုဒီနေ့ရောက်ပြီးတော့လုပ်ပိုင်ခွင့်ပေးပြီးတော့အကိုက ူ့အောင်မှာပြန်ဝင်ရှိုးမဲ့ဘဝကို तू အကိုလာလိုက်တာ तू ဘာလုပ်စားတယ်ဆိုတာလည်းအကိုသိတယ် तू ဘာကြောင့်ခဏခဏထွက်ပြေးနေရတယ်ရှောင်နေတယ်ဆိုတာသူ့ကို तू လည်းသိပါလိမ့်မယ်အဲ့လိုပြောသူများမကောင်းကြောင်းဘူးမပြောပါဘူးဒါပေမဲ့အကိုပေါ်တော့ဒီလိုလာမလုပ်သင့်ဘူးလေအကိုမမှတ်တမ်းနေအကိုရှိတယ်အကိုရှိတဲ့နောက်ပိုင်းကျတော့မဟင်းရင်တကူလည်းကိုအားတော့ကိုမတူညီတဲ့အချက်ကိုကိုတခွဲခန်းပို့ပြီးတော့ကိုစက်စစ်တယ်သူကကွဲပြားလာတဲ့အကြောင်းအရာတွေပေါ်လာပြီအဲ့ဒီအချိန်ကျမှအကိုမှုဖွင့်မယ်လို့ကိုလုံးလိုက်တယ် မုံငါဟင်းကိုရောင်းပေးပါတဲ့ရောင်းပေးခြင်းအဖြစ်ဘာအကျိုးခံစား권ရှိလဲဆိုတော့တဲ့အကိုကကျွန်တော်ပြောပြမယ်တဲ့ तू ကညာစင်းနှလုံးနေရာမျိုးလူစီတဲ့နေရာမျိုးမှာအကိုမုံငါအကိုနာမည်နဲ့အကိုတချက်ခွင့်မရှိဘူး तू ပဲချက်တော့မှာ तू ဝါကွက်ပတ်အပ်ပြီးလို့ရှိရင်အကိုကအတတင်140တလောင်း42သိန်းခံစားရမယ်အဲ့ကြောင့်လည်းမတဆင်အမုံပြပိုင်းလုတ်တဲ့အခါကျရင်အကိုကခံစား권နေအများကြီးနိုင်ငံเจ้าကိုအတလောင်းစိုက်မှာ2000ကျော်ရောင်းရအကိုကဘလောက်အဲ့လိုတွေမလုံးနေရစပြီးပြီးတော့ပြောတော့ အကိုကိုတခုမကြိုက်တဲ့အချက်တည်းအကိုမဝင်ကားတည်းတဲ့စိုက်တဲ့ဘက်ကိုရောက်နေလို့ကျွန်တော်ပြုတ်ပြအမှန်တော့သူရောက်နေတာကိုအကိုတော့တိတိနဲ့ခွန့်တော်ထားတော့လူဘာဝါတာလေအင်းနဲ့စိုက်နေတဲ့ဘက်ကိုရောက်ရောက်လို့ကျွန်တော်ကပြုတ်ပြင်ပြောင်းလဲပေးထားတယ်ဆိုတော့အစိုးကြီးတွေကသူစာတုံးမချုပ်လို့တာသူမလာလို့တာကိုရက်စာတုံးမချုပ်ရတာလေမချုပ်ရတဲ့အပေါ်မှာမူတည်ပြီးတော့အကိုတို့ဘုံရင်ကားရဲ့ရလက်ကို အခုတို့ခံမယ်အခုအခုပြည်သက်တွေလည်းမျိုးစုံလာကြတာပဲကိုရလေးမမွေးငါဟေးကိုရေးထိုးထားတယ်မကောင်းဘူးဘယ်စမ်းဘာလို့ဖြစ်မျိုးစုံတွေလာကြတာပဲဒါပေမဲ့အကိုကသူ့ဆိုင်ကိုမပြောရက်ဘူးဆိုတာကဩကြောက်နေတယောက်ကရင်းရှိမှအလုံးလုံးမြုပ်ကြသေးတယ်သူနဲ့လည်းမတွေ့ရသေးတော့ကာကန်ရှက်သူလေမတွေ့ရသေးတော့အကိုကစကားတွေအကုန်ပြောလို့လည်းမရဘူးအကုန်ပြောလို့ဆင်းပြေဆိုတော့အကိုကမှီးပြီးတော့အလုံးလုံးနေတာအဲ့ဒီမှာမှဒီလောက်ထိ ပဆက်ကြံတဲ့ပဆက်လာပြီးတယ်နော်ဒါလိုအပ်ချက်ရှိလို့သူရောက်လာတာလိုအပ်ချက်မရှိအကိုသူစက်ပြင်းနေမှာပုံနေဦးမှာပဲလေဘာမှမဟုတ်တဲ့ကိစ္စတခုကိုလေအဲ့လိုကြီးလုပ်တော့ဒါမဲ့အကိုကမြတ်တာတရားကြီးစွာနဲ့အကိုကခွတ်လွတ်တယ်ဆိုတာကကိုမုံကလည်းသူအားပြီးတယ်အကိုရင်းနဲ့လက်တွဲဒါပေမဲ့အကိုမုံရင်းကကြတော့တင်းမှာအချိန်၁၀လောက်ပဲယူပြီးတော့ကျန်တဲ့ခါတွေကသူတို့လှုပ်ချင်သူတို့လုပ်နေရကြတော့ဒီမှာလေး လက်ခံလို့မရတော့ဘူး။ထားအစ်စိမ်ဆိုင်တဆိုင်ကိုသူတို့ရောင်းနေတာကြားကြားတယ်။ဩရတယ်အဲ့တော့သူ့ကိုကျွန်တော်လှမ်းမိလိုက်။အကိုကလည်းမဟုတ်ပါဘူးတဲ့ကျွန်တော်တို့ကလည်းကျွန်တော်တို့ဘိမ့်မဝင်ငါလီရောင်းတာပါတဲ့။ဆိုတော့အေးအေးမနေ့ပိုင်းအကိုကြီးကနေကမဲရောင်းနေတာဆိုတော့အိုက်ကနေဆိုင်ခွန့်လွတ်လိုက်တာရန်ငင်းဆိုင်ကိုလည်းသူပေးစရာအကြောင်းမရှိဘူးလေ။နော်တဆိုင်ကိုခွန့်လွတ်ပြီးနားလဲပေးထားတော့နောက်တဆိုင်ကိုခွန့်လွတ်တဲ့အထိကဒါအကိုစုံရတာပဲ။နော်အဲ့တော့အကိုကတန်းကြီးမခံနိုင်တော့ဘူး။နောက်တစ်ခုရှိတာက မောင်ရင်ကချက်နီးကိုလာဝယ်ခြင်းဒီအကိုလည်းအကိုပိုင်ရဆိုင်ရအကိုမေးပြီးမေးတယ်လीဒါကြောင့်သူ့အကိုအချိန်ကြာကြီးဆွဲထားတာမောင်ကချက်နီးကိုအကိုကဘာလို့ကြောင်ရောင်းခြင်းဒီသူ့ကိုမူပိုင်ခွင့်အကိုပေးလိုက်ရတာလည်းအတူတူပဲမူပိုင်ခွင့်ပေးလိုက်ပြီဆိုရင် तू ကအကိုနောက်ပိုင်းကြရင်အကိုကတရားတစ်ပေါင်ရင်ဆိုင်ရင်တော့မှမူပိုင်ခွင့်ဒါပေးထားလို့ဒီလိုလုပ်တယ်ဆိုပုံစံမျိုးနဲ့အကိုက तू तू ကအကိုကသူ့တက်ခွင့်နဲ့ဆွဲထည့်တာအဲ့တော့ဟာဟုတ်ပြီအကိုကအဲ့လောက်ကြီးကြီးကျယ်တယ်မလို့သူ့ကိုမထင်ဘူးလीအဲ့တော့ဒီလိုစိတ်နောက်တစ်ချိန်မှာလုပ်ပိုင်ခွင့်ရှိတဲ့လူကအကို သူ့ကိုဒီဟေ့ရောက်ပြီးတော့လုံပိုင်ွက်ပွေးပြီးတော့အကိုကသူ့အောက်မှာပြန်ဝင်ရှိုးမဲ့ဘဝကိုသူကအကိုကိုလာလောက်တာသူဘာလောက်စားတယ်ဆိုတာလေအကိုသိတယ်သူဘာကြောင့်ခဏခဏထွက်ပြေးနေရတယ်ရှောင်နေတယ်ဆိုတာသူ့ကိုသူပဲသိပါလိမ့်မယ်အဲ့လိုပြောလို့သူများမကောင်းကြောင်းကိုဘယ်မှပြောပါဘူးဒါပေမဲ့အကိုပေါ်တော့ဒီလိုလာမလောက်တင်ဘူးလေနော်အဲ့တော့ဟာဒီကောင်ငိန်နေလို့တော့မရတော့ဘူးအဲ့ဒါနဲ့အကိုကမနဲ့စောစောအကိုကားသမားအစ်စိတ်ဆိုင်ကိုပို့တယ် သူတို့မသိအောင်ဗီဒီယိုမှာတိုက်ရိုက်တယ်ကျွန်တော်တို့အကိုတို့မဝင်ကဦးမချခင်ပုံမချခင်မုံငါတို့ဦးကတဲနေနေပြီအဲ့ဒီနေ့မှာပဲနောက်နေ့ရန်ငင်းဆိုင်သွားတယ်မုံငါတို့ဦးရောက်နေနေပြီအိုးတူတဲထားပြီးနေပြီအဲ့ဒီရတဲတဲ့ခင်းကြီးကိုသူတို့မသိရလားတုံးတာမြေအကိုရောက်ဖောက်လားသူတို့မသိဘူးကားသမားနဲ့တူပါလားအကိုရောက်ဖောက်အောင်မုံရင်နှဆိုင်လုံးဝယ်ခိုင်းလိုက်တယ်မုံရင်နှဆိုင်ကဗီဒီယိုမှာတန်းနေရိုက်ထားတယ်အော်သူတို့သိအောင်မသိတာသူတို့ကိစ္စအကုန်မမှတ်တမ်းနေအကုန်ရှိတယ်အကုန်ရှိတဲ့အတွက်နောက်ပိုင်းကျတော့မင်းရင်ကုတ်လည်းကိုဒါတော့အကုန်မတူညီတဲ့အချက်ကိုကိုတခွဲခန်းပုတ်ပြီးတော့အကုန် စမ်းစစ်တယ်။သူကကွဲပြားလာတဲ့အကြောင်းအရာတွေပေါ်လာပြီ။အဲ့ဒီအချိန်ကြမှာအကိုအမှုဖွင့်မယ်လို့အကိုလုပ်လိုက်တယ်။ဒါပေမဲ့ရေရှည်မှာပြဿနာတက်မယ်ကိုကြီးလည်းအလုံးမအားခံရ။ဒါပေမဲ့သူ့ဘက်ကတဆင့်တက်လာပြီးတော့ဟိုအကိုကပြောတဲ့စကားလုံးတိုင်းကိုအကိုတောင်းဝန်ယူပါတယ်။သူ့ဘက်မှာအကိုမဟုတ်တာမလုပ်ခဲ့ဘူး။နော်အဲ့ဒီအကို့ပေါ်မှာသာ तू ကလူပေါ်လူကြောကိုကြံပြီးအကို့ကိုလာလှုပ်ရှားတယ်ဆိုတာစီးပွားရေးသမားစစ်စစ်မလှုပ်ရှားပါနဲ့အကို့ရိုးသားသားနဲ့ကြိုးစားပြီးတော့ကိုယ့်အကို့အကို့ဆိုတအားလုံးမထားဘူး အခုမိသားစုနဲ့အခုလုံမယ်ဆိုအများကြီးဖွင့်လို့ရတယ်နော်ဒါပေမဲ့အခုမှအခုညီမတွေအမတွေညီမတော့မရှိဘူးအမတွေညီတွေတူမတွေနဲ့ပဲကိုဘွားကိုဒီဟာလေးကိုရောင်ရမ်းတင်းကြိမ်ပြီးတော့ရှိတဲ့ပတ်စံကိုပတ်စံရတဲ့ပတ်စံကိုပတ်စံအရင်လောဘမှထားပဲနဲ့အခုဒီအခုဘွားကိုအေးစီစီဖြတ်သန်းတာပါနော်အကိုကမလုံးနေပေးပြီးတော့အဲ့နောက်ဆုံးအဆုံးကတော့အားရအကိုကြီးတပြောင်းပြလာတဲ့အကိုကေပင်းနဘပြောတယ်ကျွန်တော်ပတ်စံလွှဲပေးမလို့တဲ့မယူတော့ပါဘူးဘာလို့လဲဆိုတော့အကိုကြီးငွေလိုရှာခြင်းပဲအကိုကိုရတဲ့ငွေကြီး easy တယ်နော် အကူအင်းစင်းစင်းရတဲ့ပတ်စံသူပေးတဲ့ပတ်စံဒီဒါအကူငွေဘူးတွေလာပေးတာเนาะအပူပတ်စံကိုမလိုချင်ပါဘူး